ငယ်လေးမှာအစွမ်းကုန်ကူညီနေတာကြောင့်ကင်ဆင်းဝင်ကြီးဖြစ်လာနိုင်တဲ့ဆယ်လေးဖြူဖြူတွေပရိသတ်များအားလုံးမင်္ဂလာပါရှင်ဆယ်လေး space age ကနေပြန်လည်ကြိုဆိုလိုက်ပါရီဖြူဖြူတွေကတော့ပရိသတ်ခိုင်မာရရှိထားတဲ့ဆယ်လေးတူပဲဖြစ်ပါရီအလူတန်းနေမပြတ်အောင်ဆောင်ရွက်လူတန်းနေသူဖြစ်လို့ပရိသတ်တွေကချစ်ပေါ်ကြတာပါသူမကိုမနစ်သက်တဲ့သူတွေရှိကြပေမဲ့နေဘက်ကပွဲတွေတော်တော်များကတော့သူမမပိုင်ရင်မပြီးလောက်အောင်တမဲကြည့်နေတာပါသိမ့်မကြခင်ကာလာကတော့ဆေးပြုတ်စီကြောင်ညာတို့ခုမှတရုတ်ဆောင်ခဲ့တဲ့အပြုအမူကြောင့် မြန်မာပြည်သည်တတော်များရဲ့ဝေဖန်ပြည်ဒနာတွေကိုခံကြရပါပြီ။အရင်လိုဆိုရှယ်မီဒီယာမှာမျက်စိနှောက်လာအောင်မတွေ့ရတော့ဘဲသူ့လူသူသားပုံမှန်ဆက်လုပ်နေကြတာပါ။နေပွဲတွေမှာတချင်းဆိုဖျော်ဖြေမှုတွေလုပ်နေသလိုအလူတန်နာတွေကိုလည်းသူမကဆောင်ရွက်နေကြပုံစံတိုင်းပဲဆက်လက်ဆောင်ရွက်နေကြတာပါ။ပြီးကလေးမလာ20ရက်နေ့မှာဆိုဝါပြင်းထန်တဲ့ငလင်ကြီးဖြစ်ပွားခဲ့ပါပြီ။ငလင်တန်ကြောင့်ပြည်သူအများဒုက္ခမျိုးစုံတွေ့ကြုံခံစားရခြင်းမှာတော့ဖြူဖြူထွေရကိုကြီးဘိုးဆုံးဖြတ်ပြီးပြည်သက်ရှေ့ပြန်ထွက်လာခဲ့တာပါ။ သူမကစုဆောင်းထားတဲ့ငွေတွေရောသူမပရိသတ်တွေရဲ့အလူငွေတွေနဲ့ရောစုပေါင်းပြီးတော့လူတန်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ငလင်တန်တဲ့ရဒေတာထီသွားရပြီးတော့အလူငွေတွေနဲ့လိုအပ်မဲ့ပစ္စည်းတွေကိုလူတန်းခဲ့တာဖြစ်ပါတယ်။ပထမအကြိမ်မှာကြက်သိန်း100နဲ့အတုံးဆောင်ပစ္စည်းတွေဒုတိယအကြိမ်မှာကြက်သိန်း200ကျော်နဲ့ပစ္စည်းတွေတတိယအကြိမ်မှာကြက်သိန်း900စတုထအကြိမ်မှာတော့ကြက်သိန်း1000နဲ့လိုအပ်မဲ့ပစ္စည်းတွေပြင်စမအကြိမ်မှာတော့သိန်း1000နဲ့အတုံးဆောင်တွေကိုလူတန်းခဲ့တာပါ။ဖြစ်ဖြစ်ထွေရတော့ပရိသတ်တွေလူတန်းနေငွေတွေ သူမစုဆောင်ထားတဲ့ငွေတွေနဲ့ချူချူ channel ကရရှိတဲ့ငွေတွေကိုပါထည့်သွင်းပြီးတော့စုစည်းလူတန်းခဲ့တာလို့သိရပါတယ်။ဂျာပြည်လေကမ္ဘောဒီးယားနိုင်ငံကဆီယာတော်တွေကလည်းဖြူဖြူထွေးရဲ့လူတန်းမှုတွေမှာ7,500ကျော်ထည့်ဝင်လူတန်းပေးခဲ့တာဖြစ်ပါတယ်။အခြားသောစီးပွားရေးလုပ်ငန်းတွေကသူမကိုထည့်ဝင်လူတန်းပေးတဲ့ငွေတွေလည်းရှိတာပါ။ဖြစ်ဖြစ်ထွေးကတော့မန်လေးစကိုင်းနဲ့အင်းလေးဒေသတွေမှာရှိတဲ့ငလင်တန်တဲ့နေရာတွေထိကိုရိုင်းကိုကြသွားရလူတန်းခဲ့တာပါ။ဆေးရုံနေဖုန်ကြီးเจ้าနေတိလာရှင်เจ้าတွေနဲ့ ပြည်သူတွေထံမှာတိုက်ရိုက်သွားရလူဒန်းပေးတာကြောင့်ပြည်သူတွေရောပြည်သက်တွေရောပါသူမရဲ့လှုပ်ဆောင်မှုတွေကိုချီးကျူးနေကြတာဖြစ်ပါတယ်။ဒါပြင်လည်းပြိုကျပျက်စီးခဲ့ရတဲ့ပြည်တွေထိပါသွားရလူဒန်းခဲ့ပြီးတော့လူမျိုးဘာသာမခွဲခြားဘဲနဲ့လူဒန်းပေးခဲ့တာပါ။သွားရောက်ခဲ့တဲ့နေရာတွေမှာလည်းထိခိုက်ခံစားနေရတဲ့ပြည်သူတွေကိုငွေကြေးနဲ့ပစ္စည်းလူဒန်းတာတွေပြင်ရင်းနှီးသွားနှုတ်ဆက်ခဲ့ပါတယ်။ဘဝမော်ရီခဏတာပြေပြောက်ဖို့အတွက်လည်းဟာတာလေးတွေနဲ့ဖြောပြပေးခဲ့တာကြောင့်ပြည်သူတွေကချစ်ခင်နေကြတာပါ။လက်ရှိချိန်ဒီဖြူတွေ့ရငလင်းဒန်တဲ့ပြည်သူတွေအတွက်သူမပါဝင်လူရှင်နေနဲ့ လူဒန်းငွေကျပ်သိန်းပေါင်း3500ကျော်နဲ့စားတောက်စရာတွေအသုံးဆောင်တွေကိုလူဒန်းပေးခဲ့ပြီးဖြစ်ပါတယ်။အလူဝရီနေအလူပစ္စည်းအလုံးကိုလည်းထိခိုက်နေတာသူတွေရဲ့လက်ထဲထိသေးချစွာပေးရလူဒန်းခဲ့တာပါ။ဒီလိုစနစ်တကျလှုပ်ဆောင်တတ်မှုတွေကြောင့်ဖြဖြူထွေးတယောက်တစ်ချိန်မှာလူငယ်ပြန်ဝင်ကြီးဖြစ်လာမယ်ဆိုပြီးပြည်သက်တွေကတော့ထင်ကျေးပေးနေကြပါတယ်။ဒီလိုထွက်လာတဲ့တင်းကအခုချိန်မှာပေါ်ပင်တင်းတစ်ခုဖြစ်နိုင်ပေမယ့်သူမရဲ့စီမံမှုနဲ့ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်မှုတွေကိုတော့တိကျပေါက်တိမဲ့ပြူရမှာဖြစ်ပါရည်။လက်ရှိမြေပြင်မှာလည်းအလေးလွင့်ဖြစ်တာမရှိသေးဘူးနဲ့ အမှန်တကယ်ဘေးဒုက္ခကြုံသူတွေအလုံးမရသူမရှိရလေအောင်စနစ်တကျသိချာစွာလှုံ့ဆော်နိုင်တာပါ။ဒါကြောင့်မေတူမလူတန်းကရဒေသတွေမှာပြဿနာဖြစ်တဲ့အကြောင်းအရာတွေမကြားရတာပဲဖြစ်ပါရည်။ပရိသတ်ကြီးအရောစီစဉ်နေတဲ့လူတန်းမှုတွေပြုလုပ်ပေးနိုင်တဲ့ဖြူဖြူထွေးပေါ်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။